Hello အလုံးဝမင်္ဂလာပါဘိုးဘမချက်ကနေကြိုဆိုပါတယ်ဆိုတော့ Thomas Frank ရဲ့စပါးနဲ့ Copenhagen တို့ဒီ debate midweek မှာကျွန်တော်ဒီ Champions League ပွဲပြရှင်မင်ကစားပါမယ်နီးပြ Thomas Frank အနေနဲ့ weekend မှာ Chelsea တင်းကိုအိမ်ခွင်မှာရှုံးနေခဲ့တဲ့ပွဲအပြီးမှာနောက်ထပ်အိမ်ခွင်တပွဲပေါ့လေဆိုတော့ဒီရှင်းပွဲစဉ်နေဇက်တိုက်ဒီစပါးကအိမ်ခွင်နေကျွန်တော်ကစားရမှာပါဆိုတော့အနည်းဆုံးတော့အနိုင်ရလက်တီယူပြီးတော့အင်ရှင်ပြိတ်သက်တွေကို တို့ဒီမူကောင်းအောင် ပြန်ပြီးတော့လှုပ်ပြနိုင်ဖို့လိုတယ်သူတို့ပြင်ကစားသမားတွေကိုပေါ့တို့ Chelsea နဲ့ပွဲစဉ်ရှုံးနေအပြီးမှာကစားသမားတွေနဲ့ Thomas Frank ရဲ့ကြားထဲမှာအဆင်မပြေတာတွေကျွန်တော်တွေ့ခဲ့ရတယ်ဆိုတော့ဘာတွေဆက်ပြီးတော့အပြောင်းလဲတွေလှုပ်ပြနိုင်မလဲပေါ့ဆိုတော့ဒါနဲ့ပတ်သက်လို့ကျွန်တော်ကြည့်ကြအောင်မယ်အားလုံးမင်္ဂလာပါဆိုတော့စပားကအင်ရှင်ဖြစ်လက်ခံချင်းပါရမယ်ပြီးရင်သူတို့ရှင်မင်းကစားရမယ်ကိုပင်နေခင်ကဟိုလက်ရှိ Champions League 3ပွဲကစားပြီးတဲ့အနေထားမှာတပွဲမှအနိုင်မရသေးပါဘူး တပွဲမှာအနိုင်မရသေးဘူးဆိုတော့စပါးအတွက်ပေါ့နော်ဒါပြီးရင်လည်းမန်ချက်စတာယူနိုက်တက်ကိုအိမ်ဝင်းမှာလက်ခံကစားရမယ်ပရီးမီးယားလိပြိုင်ပွဲအဖြစ်အဲ့ဒီတော့စပါးအတွက်ဒီပွဲဟာအနိုင်ရဖို့အတွက်အမှန်ကန်ကြိုးပမ်းပြရမယ်ပွဲပါဆိုတော့သူတို့ရှင်မန်ကစားမယ်ကိုဗီနီဂင်ကသုံးပွဲမှာတပွဲမှာအနိုင်ရထားခြင်းမရှိသေးဘဲနဲ့တပွဲတည်ရကြထားပြီးတော့နှစ်ပွဲရုံးနေထားတယ်အတိုက်စစ်ကအဲ့ဒီသုံးပွဲမှာ၄ခုရထားပြီးမဲ့ခန်စစ်က၈ခုထိပြန်ပေးထားရတယ်ပေါ့နော်ဒါတော့ကိုစိတ်ပြည့်စရာနေထားပါကိုဗီဟေဂင်ရဲ့အနေထားက သူတို့အိမ်ဝင်းမှာဆိုလို့ရှိရင်ဒုက္ခပေးနိုင်တာတွေကျွန်တော်ရှိပြီမဲ့လေလို့ပေါ့နော်ဟိုအဝေးဝင်းတွေမှာဆိုလို့ရှိရင်တိုင်ပတ်ပါတယ်ဒါအပြင်သူတို့ဒီသုံးပွဲကစားထားတဲ့နေထားမှာလည်းနောက်ဆုံးနှစ်ပွဲဆက်တိုက်ကိုသူတို့ကရှုံးနေထားတာအဲ့ဒီတော့စပါအနေနဲ့ကိုပင်ဟေကင်ကိုအနိုင်ယူပြီးတော့ရလက်ကောင်းနေနဲ့ပြန်ပြီးတော့ပေါ့နော်ပရိသတ်တွေကိုမိတ်ဆက်အမယ်ပွဲမျိုးသူတို့လုတ်ပြနိုင်ပါမလားလုတ်ပြကျွန်တော်တော့အိမ် ကိုမေငင်အိမ်ဝင်းသာဆိုလို့ရှိရင်စပါးမလွယ်ဘူးလို့ကျွန်တော်ထင်တယ်သူတို့ပြင်စပါးရဲ့လက်ရှိအခြေအနေနဲ့ဆိုရင်ပေါ့နှစ်သင်းဆုံးကတော့တော်တော်တင်မှာအရင်ကောင်းတဲ့နေထားတွေရှိမနေပါဘူးတိုးတိုးလည်းပဲစပါးမှာကသူ့ဟာနေသူကျွန်တော်ကောင်းနေစေတပတ်ကချဲစီကိုမရှင်နိုင်ခဲ့ဘူးချဲစီကိုမရှင်နိုင်ခဲ့တဲ့ပွဲမှာစိတ်ပြည့်စရာတွေများခဲ့တယ်ဆိုပေမဲ့လို့ဒီပွဲဟာအဲ့ဒလိုဖြစ်လို့ကျွန်တော်မရဘူးတစပါးက Champions League ၃ပွဲကစားပြီးရတဲ့အနေထားမှာဆိုရင်တပွဲအနိုင်ရထားပါတယ်နှစ်ပွဲတိတူတည်ရကြထားပြီးတော့ Champions League မှာရှုံးပွဲလုံးဝမရှိသေးပါဘူး နော်ချန်ပီယံစိတ်မှာရှုံးပွဲလုံးဝမရှိသေးဘူးဒါပေမဲ့တိုက်စစ်က3ပွဲ3ဂိုးပြရတာလေခန်းစစ်က2ဂိုးပြန်ပြီးထားရတယ်ပေါ့သောမတ်စရန့်ရောက်လာအပြီးမှာစပါးအတွက်အဓိကအားသာချက်တွေကတခုကဘာလဲဆိုတော့ခန်းစစ်ပါစပါးခန်းစစ်ဟာကျွန်တော်တို့ပိုစတီကိုဂလူးလက်ထက်တုံးကလူမျိုးအရန်ကိုကျွန်တော်တို့ဒီရုပ်ပြက်ဆင်ပြက်ဖြစ်တဲ့အနေထားမျိုးမဟုတ်တော့ဘူးဒါတွေကိုကျွန်တော်အနေနဲ့ပြောင်းလဲထားတယ်ပေါ့နော်ဒါတွေကိုပြောင်းလဲထားတယ်တကယ်လည်းပဲစပါးရဲ့ခန်းစစ်ကကြစ်လိမှုတွေကျွန်တော်ရှိလာပြီ Chelsea တို့ဘာလို့လဲပွဲမှာအမှားတွေရှိခဲ့တယ်အဲ့ဒီတစ်ဆင့်ဂိုးတွေပေးခဲ့ရတယ်ဆိုပေမဲ့လည်းလို့စပါဟာဒီယာဒီမှာပရီးမီးယားလိမှာဆိုလို့ရှိရင်လည်းခန်စစ်က10ပွဲမှာ8ဂိုးပဲပေးထားရသေးတယ်ဒါဟာအသင်းတော်တော်များများနဲ့ရှင်ပြီဆိုလို့ရှိရင်တော်တော်ကောင်းတဲ့ခန်စစ်ပါတော်တော်ကြစ်လက်တဲ့ခန်စစ်ပါဒါပေမဲ့ပြဿနာကတိုက်စစ်ပိုင်းပေါ့တိုက်စစ်ပိုင်းမှာတော့မှ twin go အကြီးအတွက်ကိုကျွန်တော်ကြည့်ရင်စပါဟာတော်တော်ကိုအချင်းကြီးကောင်းနေပါတယ်သို့တော့သူတို့ရဲ့တိုက်စစ်ကစားဟန်ကတော်တော်ကိုစိတ်ပြည့်စရာဖြစ်လာပြီပေါ့နော်ဒါဒါကစားသမားတွေတန်ရာပြဿနာရနေလို့ပဲကျွန်တော်ပြောပြော ဘလူပဲဖြစ်ဖြစ်တိုက်စစ်ပိုင်းမှာလူဝဲချက်တီကအများကြီးပါတောမက်စ်ရန်ရဲ့ဘက်ကလည်းဓာကိုပြင်ဆင်ဖို့ကြိုးပမ်းတဲ့အနေထားမှာမရှိသလိုကစားမအီတွေးကလည်းနိပြအတယောက်အတွက်လောကကန်ရတာတော်တော်ခက်ခဲစီပါတယ်တိုက်စစ်မှာကျွန်တော်ဒီကိုလိုမူဝါနီတို့ကစားမတွေလောက်ပဲအားကိုးနေရတဲ့အချိန်เนาะဂျာဗီစီမွန်စ်တို့လိုကစားမမျိုးတွေကတိုင်ပတ်နေတဲ့အချိန်လုံးဝเนาะအားကိုးကြီးရဲ့ခေါ်လာတဲ့ကစားမတွေပါအားမကိုးလို့မရတဲ့အချိန်မျိုးမှာเนาะဒီအိုတိုဘာတို့လိုကစားမတွေ ဘလုံးမအဆင်မပြေသေးဘူးဆိုတော့တွေးကြည့်ရင်တိုက်စစ်ပိုင်းမှာမိုဟာမက်ဂူဒစ်ကလွဲလို့ရှိရင်ဂျန်နီကစားမားတွေကလုံးဝအဆင်မပြေပါဘူး။ဒါအပြင်ပြဿနာကဘာလဲဆိုတော့သောမတ်စရန်ကတိုက်စစ်မှာဆိုလို့ရှိရင်ဗောနော်။ဟိုဆောင်ခန်းစစ်ကိုအရင်ကြစ်လက်အောင်လှုပ်ပြီးတော့တိုက်စစ်ကိုသွားတဲ့အခါ individual brilliance တွေကိုသူအားကိုးပါတယ်။တက်နိုင်တယ်မှာကွန်းလေကြီးကိုသူအနေနဲ့ဗောနော်။အရေးကြီးဖြစ်သူမှတ်ယူမထားဘူး။အစွန်ဒီမှာတောင်မန်ကစားမားတွေစီကိုသူဘောလုံးရောက်အောင်ပို့ချင်တယ်။အဲ့ဒါပြီးရင်ကျွန်တော်တို့အဲ့ဒီကစားမားတွေကပြိုင်မဲ့ကစားမားနဲ့တယောက်ချင်းတယောက်တွေ့တဲ့အနေထားမှာရအောင်ကြော်။ မင်းတို့တယောက်ချင်းတယောက်ရအောင်လှုပ်ဆိုတဲ့ပုံစံမျိုးနဲ့တိုက်စစ်ဆင်မှုကျူးပန်းတာအဲ့ဒီတော့မိုဟာမက်ကူဒုစ်တို့လိုကစားမားတွေ1 v 1 situation မှာအရင်ကောင်းအောင်လှုပ်ပြနေတဲ့ player တွေအတွက်ထင်ပေါ်ပြီးမဲ့လေလို့တစ်ဖက်ကကစားမားတွေကျတော့အကုန်တိုင်ပတ်ကုန်တာဒါမျိုးနဲ့စပားရဲ့တိုက်စစ်ကတချို့နိုင်တဲ့ပွဲစဉ်တွေမှာ twin goal တွေအများကြီးရခဲ့ရင်တောင်မှဘလူးမန်ကျင်းနေစရာကစားဟန်မျိုးတွေ့မနေရဘူးဆိုတော့စပားအနေနဲ့ပေါ့နော်အဲ့လိုအခက်အခဲတွေရှိတာတော့ကိုပင်ဟေဂင်ကိုသူတို့နိုင်မှာမလား ဒီကြတာတကူကတော့နိုင်အောင်လို့ပြနိုင်မှုလိုပါတယ်။ Thomas Frank အတွက်ဘလူပဲလူအပ်ချက်ဒီအားနည်းချက်ဒီ injury ပြဿနာတွေရင်ဆိုင်နေရပါတယ်ပြောပြောဟိုဘလူပြောမယ်ကစားမားတွေရဲ့မူတီကိုပြန်မြင့်တင်နိုင်မှုအတွက်အိမ်ခွင်းမှာကစားမဲဒီလူပွဲမျိုးမှာနိုင်မှကျွန်တော်ရမှာပါ။အဲ့တော့ဒါအပြင်ကျွန်တော်နီးပြအပြောင်းလေးတွေပါတယ်မမျောလင့်ပါဘူး။စပါးမှာအဲ့လိုဖြစ်လာလိမ့်မယ်လို့ကျွန်တော်မထင်ဘူး။ဘလောက်ပဲပရိသတ်တွေရဲ့ဘက်ကပြင်းလှပါပြီပဲပြောပြောဒီတယ်မလားနောက်တစ်ခုကျတော့လေနီးစနစ်ပိုင်းမှာဆိုလို့ရှိရင်ခံစစ်ကိုပဲဦးစားပေးနေတဲ့အတွက်ပေါ့ဗျာတိုက်စစ်ပိုင်းမှာလုံးဝပါ excitement မရှိဘူးဆိုတော့ ဟိုဝေဖန်မှုတွေလည်းကျွန်တော်တက်ထားသေးတာသို့တော်လည်းလက်ရှိမှာဆိုလို့ရှိရင် front နဲ့ပဲဆက်သွားမှုရတဲ့အနေအထားမျိုးမှာဒီလိုပွဲမျိုးစပါးဟာနိုင်မှုလိုပါတယ်ဒါအပြင်စပါးအနေနဲ့ Champions League မှာပေါ့နော်နိုင်ပွဲပြန်ယူပြနိုင်မှုလိုပါတယ်သူတို့နိုင်ထားတဲ့တပွဲက Villarreal နဲ့ပါအဲ့ဒီ Villarreal နဲ့ပွဲမှတော့မှညီလို့တိတဲ့အတိုင်းပဲဘယ်လိုပြီးသွားလဲဆိုတာအုံကိုနဲ့တင်သူတို့ကနိုင်သွားတာနော်စပါးက Champions League မှာဆိုလို့ရှိရင်ဒါအပြင်စပါးကပေါ့နော်၃ပွဲကစားထားတဲ့နေထားမှာနောက်ဆုံး2ပွဲကိုတည်ကြီးကြထားတာပါအဲ့တော့စပါးတွေဘလူးမန်ကို Champions League မှာထင်တဲ့လောက်ထိအခြေအနေကောင်းမနေဘူး ကိုပင်ဟေဂင်နဲ့အိမ်ရှင်ဖြစ်ဒီပွဲမှာတော့သူတို့ရအောင်ကိုနိုင်ပွဲယူပြနိုင်မှရမှာပါ။ဒါမှချယ်ဆီကိုရှုံးနေခဲ့တဲ့အနေအထားကိုသူတို့အပြည့်စင်အမတိအဖက်စင်နိုင်မှာညီကလို့ရောဘလူးမင်းရလဲချယ်စပါအနေနဲ့ကိုမင်ဟေဂင်ကိုအိမ်ခွင့်မှာအနိုင်ရအောင်လုပ်ပြနိုင်ပါမလား။ဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။